ကစားသမားတစ်တည်းရဲ့ခြေစွမ်းပြမှုနဲ့တူလာမယ့်ရည်မှာသတိထားစရာဖြစ်လာတော့မယ်မန်စီလက်ရှိမန်ချက်စတာစီးတီးတည်းရဲ့ခြေစွမ်းပြမှုတွေကတကယ်ကိုအမခမ်းပါပဲပုံမှန်မဟုတ်တဲ့အနိုင်ရလက်တွေအတင်းရဲ့ကစားဖို့မြန်မာလာမှုတွေကြောင့်သူတို့ရဲ့စွမ်းဆောင်ရည်တွေကိုမြင်တွေ့ရတော့ကျွန်တော်တို့အိမ်မက်မက်နေတာများလာလို့တောင်ထင်မှတ်သွားနိုင်ပါတယ်ဒါပေမဲ့ပရိသတ်တို့ရေကျွန်တော်တို့အိမ်မက်မက်နေတာမဟုတ်ပါဘူးမန်ချက်စတာစီးတီးတည်းရဲ့လာမယ့်ရည်တွေအတွက်ဘောလုံးလောကမှာအပြိုင်ဆိုင်တွေကြားကနေထိတ်ဆုံးကနေရပ်တည်နိုင်မှုအတွက်အခုတွေကအပြည့်ပင်ကိုပြင်ဆင်နေတာပဲဖြစ်ပါတယ်သူတို့ရဲ့လက်ရှိပြသနေတဲ့စွမ်းဆောင်ရည်တွေအတိတ်တင်ကြံခဲ့တဲ့မှတ်တမ်းတွေနဲ့ ခေါ်ယူထားတဲ့ကစားသမားတွေရဲ့ခြေစွမ်းပြမှုတွေကဒါကိုထင်ရှားပြသနေပါတယ်။မန်စီးတီးအသင်းရဲ့လက်ရှိခြေစွမ်းပြမှုတွေကထင်ရှားဆုံးတစ်ခုကတော့ပြိုင်မဲ့ခန်းစစ်ပိုင်းမှာနာမည်ကြီးပြီးပေါင်းများစွာဥရောပဘောလုံးလောကကိုကြီးစိုးခဲ့တဲ့အီတလီထိပ်တန်းကလပ်ဂျူပီတာအသင်းကို ကလကဘဖလာမှာဂိုပြအနိုင်ယူခဲ့ခြင်းပဲဖြစ်ပါတယ်။မက်ဆီတီတင်းကတမိုင်းတစ်ချောင်းမှာ49နှစ်တွင်တစ်ချိန်မှမနိုင်မှုတဲ့ဂျူပီတာတင်းကိုအနိုင်ယူပြီးကလကဘဖလာအုပ်စုပထမနေရာနဲ့နောက်တစ်ဆင့်ကိုအောင်အောင်မြင်မြင်တက်ရောက်သွားခဲ့ပြီပဲဖြစ်ပါတယ်။ဒီလိုတမိုင်းဝင်အောင်ဝဲတစ်ခုကိုရယူနိုင်ခဲ့တာဟာမက်ဆီတီတင်းရဲ့တိုက်စစ်ပိုင်ဆွမ်းရည်တွေမှာပဲခံစစ်ပိုင်းခိုင်မှာမှုကိုပါထင်ရှားစွာပြသနေပါတယ်။ဂျူပီတက်လိုအတင်းတင်းကိုနှစ်ပေါင်းများစွာမနိုင်တဲ့ဆန်ရင်ကိုချိုးဖျက်နိုင်ခဲ့ခြင်းကသူရဲ့စိတ်ဓာတ်ပိုင်းကဘလောက်ထိအမြင်ကြီးကိုရောက်နေပြီလဲဆိုတာကိုဖော်ပြနေပါတယ်။ဒါပြင်ထူးဆန်းဝင်စားစရာကောင်းတဲ့မှတ်တမ်းတစ်ခုကတော့ကလကဘဖလာပြိုင်ပွဲမှာမန်စီးတီးရဲ့ချွန်းဆောင်ရပါပဲ မန်စီးတီးရဲ့ကလပ်ကပဖလာပြိုင်ပွဲမှာပါဝင်ကစားခဲ့တဲ့ပြိုင်ပွဲသုံးပွဲစလုံးကိုအနိုင်ရရှိအောင်ကန်နိုင်ခဲ့တဲ့တည်တင်းတော်အသင်းဖြစ်ဂုံယူစွာမှတ်တမ်းဝင်ခဲ့ပါတယ်။ဒီမှာတက်ကသူတို့ရဲ့ကစားသမားတွေရဲ့အကြီးအသေးမြင်မှမှုအသင်းရဲ့နေ့စနစ်ပိုင်းပြင်ဆင်မှုအသေးစိတ်ကြောင့်မို့နဲ့ဖီးအားတဲ့ကိုကောင်းကောင်းခံနိုင်ရရှိမှုတွေကိုထင်ရှားပြသနေပါတယ်။ဥရောပမှာလည်းမကဘဲကမ္ဘာစင်ကလပ်ပြိုင်ပွဲမှာပါသူတို့ရဲ့ကြီးစိုးနိုင်စွမ်းကိုပြသလိုက်တာပဲဖြစ်ပါတယ်။မန်စီးတီးရဲ့အဓိကကွင်းလှည့်ကစားသမားဖြစ်သူစပိန်လမ်းရိုးစင်ရိုဒီဟာ ီးခဲ့တဲ့ရာသီတွေတုန်းကအတင်းအကျပ်မရှိမဖြစ်ကစားသမားတူဖြစ်ခဲ့ပြီးသူမရှိတဲ့ပွဲတွေမှာမန်စီးတီးရဲ့ကွင်းလင်ဟာအားနည်းချက်တွေရှိခဲ့တာကိုတွေ့ရပါတယ်။ဒါပေမဲ့ဒီရာသီမှာတော့ရိုဒီရဲ့ခြေချောင်းကအခုထိအကောင်းဆုံးစင်ကိုအပြည့်အဝမပြသနိုင်ပေမဲ့လည်းအတင်းအကျပ်ကြီးမားတဲ့ပြဿနာတခုတော့မဖြစ်ပါဘူး။ဘာကြောင့်လဲဆိုတော့မန်စီးတီးရဲ့နေ့စနစ်ပိုင်းအပွဲနဲ့အပြောင်းအလဲကော်မတီတွေရဲ့ကြီးရှုမှုမှန်ကန်ခဲ့တဲ့အတွက်ခေါ်ယူထားတဲ့ကစားသမားတစ်တည်းရဲ့ခြေချောင်းပြောင်းမှုတွေကြောင့်ရိုဒီမရှိတဲ့ကွင်းလေဟာပြီးခဲ့တဲ့ရာသီလိုအားနေသွားခြင်းမရှိတော့ပဲပုံမအားကောင်းလာတာကိုထင်ရှားစွာတွေ့ရပါတယ်။ဘယ်ကြီးရဲ့တောင်မှတိုက်စစ်ကစားသမားဒိုကိုကလည်းအတင်းမှာအသားကျလာတာနဲ့များခြေစွမ်းဖို့ပြီးပြသလာတာကိုတွေ့ရပါတယ်။ သူရဲ့လင်းမြန်တဲ့တကိုယ်တော်စွမ်းရည်တွေပြည်အားနဲ့ပြိုင်မက်ခံစည်းကိုဒုက္ခပေးနိုင်စွမ်းတွေကအသင်းရဲ့တိုက်စစ်ပိုင်းကိုပုံမဆုံးလင်းစေပါတယ်။သူနဲ့တူဘယ်တော်မှန်တိုက်ဆက်ဟာပြိုင်မက်ခံစည်းတွေအတွက်ချိန်ချောက်မှုကြီးတစ်ခုဖြစ်လာခဲ့ပါတယ်။တပည့်ဒီနေရာဒီမှာမှခွေယူထားတဲ့မန်စီးတီးတင်းရဲ့ကစားသမားအသစ်၃ဦးဖြစ်တဲ့ချာကီ၊ရိုင်းဒါနဲ့နိုရီတို့၃ယောက်စလုံးကလည်းအသင်းအတွက်အမကန်ဆောဆောင်ရည်တွေကိုပြသနေပါတယ်။ဒီကစားသမားတွေကမန်စီးတီးတင်းရဲ့ကစားဟန်နဲ့လင်းမြန်စွာအသားကျပြီးအသင်းရဲ့နီးစနစ်ပိုင်းလိုအပ်ချက်တွေကိုကောင်းစွာဖြည့်ဆည်းပေးနိုင်ခဲ့ကြပါတယ်။သူတို့ရဲ့ပါဝင်နိုင်မှုကမန်စီးတီးတင်းရဲ့ကစားပုံကိုပုံမှုပြောင်းလဲစေခဲ့ပြီး ဒီပြပတ်ကွာရီကိုလည်းနိစနစ်ပိုင်းရွေးချယ်ကြတွေကိုလည်းဆုံးဆုံဆုံးများပြားစီခဲ့ပါတယ်။လက်ရှိပြသနေတဲ့ခြေစွမ်းတွေတမိုင်းဝင်မှတ်တမ်းတွေ၊ AMK ဘောလုံးလှပတွေနဲ့ကစားမသစ်တွေရဲ့ AMK ပေါင်းဆက်မှုတွေကြောင့်လာမယ့်အချိန်မှာတော့ Man City တင်းကိုတခြားပြိုင်မဲ့တင်းနေအားလုံးတတိထားပြီးအလေးနက်ထားကြည့်ရတော့မှာပဲဖြစ်ပါတယ်။ဒီမှာကျွန်တော်တို့ကတော့အမှားကိုချက်ပြတ်ပြီး